အချက်အလက်တွေကမလိန်ညာပဲဖော်ပြနေတယ်ဘရူနိုရဲ့ United ပေါ်သူမတူတဲ့ပင်ဆက်မှုပရိသတ်များဝဲမိလားဗျာမန်ချက်စတာဘောဆောင်ကလည်းအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်ဘောလုံးမှာအချက်အလက်တွေကမလိန်ဘူးဆိုတာဆိုရုံးစကားရှိပါတယ်ဂျန်နဲ့ယာတွေကလိန်လို့ရပေမဲ့မျိုးလုံးနဲ့တိတိကျကျမြင်ရတဲ့အချက်အလက်တွေကလိန်လို့မရနိုင်ပါဘူးလက်ရှိမန်ချက်စတာနိုင်တဲ့အသင်းမှာအသင်းအတွက်အပေးဆက်ဆောင်ဆောင်မကိုပြောပါဆိုရင်တော့အသင်းကောင်းဆောင်ဘရူနိုဖာနန်တက်ကိုပဲလည်းညှို့ထုတ်ပြရမှာပါဘရူနိုဖာနန်တက်ကအသင်းကိုအကောင်းဆုံးဦးဆောင်နိုင်တယ်လို့စမ်းဆောင်ရင်ကောင်းတယ်ကိုလည်းပြသထားနိုင်တဲ့ကစားသမားတို့ပါဒီထဲမှာပြောစရာတစ်ခုရှိတာက ဘရူနိုရဲ့လုံအားနှုံးနဲ့ကြမ်းခိုင်မှုတွေနဲ့တံရကင်းစင်မှုတွေပါဆယ်ကျော်တဲ့အရွယ်ကစားမမဟုတ်ပဲအသက်30ရဲ့ကစားမတူကဥရောပထိပ်တန်းလေးတစ်ခုမှမခုတ်ခဲ့ပဲကစားနေကြတာပါအချက်လက်တွေရဲ့ဖော်ပြမှုအရဖာနန်နက်ဟာ2020-21ရာသီနောက်ပိုင်းဥရောပထိပ်တန်းလေး5ခုမှာပွဲကစားချိန်အမြင့်နဲ့အများဆုံးကစားထားတဲ့ကစားမအဖြစ်မှတ်တမ်းဝင်ထားခဲ့တာပါဘရူနိုကကုသမားတွေကိုတော့မှကြော်လွန်ပြီးတော့ဒီစံချိန်ကိုရယူထားတာကထူကြပါတယ်2021ရာသီနောက်ပိုင်းဥရောပထိပ်တန်းလေးဂျင်ကားကမှပွဲချိန်များအစွန်ကစားထားတဲ့ကစားမတွေဖြင့်လဘောက်တောင်မန်ကစားသမားမိုဟာမက်ဆာလာကပွဲစားချိန် 108မိနစ်နဲ့နံပါတ်9အာဆင်နယ်ကိုလည်းလိုဒီဂရရိုက်က2140မိနစ်နဲ့နံပါတ်၄အတ္တလီကိုမက်ထစ်ကိုတမရန်အော့ဖ်လက်က2193မိနစ်နဲ့နံပါတ်3ရီယန်ဆိုတဲ့ကိုတမအဲလက်စ်ရီရိုက2156မိနစ်နဲ့နံပါတ်2နေရာမှာရပ်တည်နေပါတယ်နံပါတ်7နေရာမှာတော့မန်ချက်စတာနိုင်တဲ့ကွင်းလယ်လူဘရူနိုဖာနန်တက်ကပွဲစားချိန်2823မိနစ်နဲ့ထိဆုံးကနေရပ်တည်နိုင်ခဲ့တာပါဘရူနိုအပီရဲ့ရာသီမှာလည်း United အတွက်ပြိုင်ပွဲအဆုံ59ပွဲမှာ16ဂိုးသွင်း17ဂိုးဖန်ပြီးပြီးတော့ခြေစွမ်းပြထားနိုင်ခဲ့ပါတယ် ဒီနေ့တင်ဆက်မှုကလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုလိုက်ရပါတယ်ခင်ဗျာ